ပတာဥပတာတန်တိဆိုပြီးတော့ဖះတော်ပွဲပေးတာရှိတယ်လေဥပတာဆိုတာကိုယ်မဖြစ်ချင်တာလေကောင်းငင်ဘောကျဲကျွေးတာတို့ဘာတို့ဟုတ်တော့ဥပပြန်နာတို့အတိတ်နမိတ်တွေပေါ့နော်အတိတ်နမိတ်တွေနဲ့ပတ်သက်ပြီးဥပတာဘာဖြစ်မဲညာဖြစ်မဲပြည်ရင်ဆရာလေးဟောတယ်ဘယ်နှခုနေဘာဖြစ်မဲဘယ်နှခုနေဘာဖြစ်ကွာကြီးပဲတော့ပြင်မယ်နဲ့အဲ့အဲ့ဒီလို့ ဥပါဒလို့ဆိုတယ်ဒီဖြစ်ပေါ်လာမဲ့ဟာတွေကိုဟောတာအဲ့ဒါတွေလည်းမယုံနဲ့တဲ့လောကကြီးကထွက်ခွာခြင်းအဲ့ဒါတွေလည်းစွန့်လိုက်တယ်ဘေးရင်မမေးနဲ့လို့ပြောတယ်ဘုရားဘာသာတွေဘေးရင်မေးတဲ့သူအများကြီးပဲတော့မမေးနဲ့လို့ပြောအောင်ဘေးရင်ဆရာတွေကတော့ကြာရန်ဖြစ်နေသမင်းကတည်းက အဲ့တော့တကယ်ဆင်းတန်းရောက်တဲ့ပုဂ္ဂိုလ်ဖေရင်ကိုမမေးတော့ဖေရင်မေးဘူး။ဘာဖြစ်လဲညာဖြစ်မလဲမမေးတော့ဘူးပတ္တ။ဖေရအနေနဲ့ပတ်သက်ယုံကြည်ဖြစ်